မင်္ဂလာပါတငယ်ချင်းလေးတို့ရေဒီနေ့မှာတော့အလှတရားတို့ရှိရာမိမငယ်လေးနှစ်ယောက်ဖြစ်တဲ့နှစ်ဖြူနှစ်သမီးနဲ့မိမငယ်လှလာပုံပြင်လေးပြောပြမယ်နော်နားထောင်ဖို့အစဉ်သင်ဖြစ်ပြီလားတောင်ကုန်းအနီးကတစ်တော်အလယ်မှာအေးများတဲ့ရေကန်လေးရှိတယ်အဲ့ဒီနေရာလေးကတစ်ပင်တွေစိမ့်စိမ့်နဲ့အပြည့်ရှိတဲ့နေရာဖြစ်တယ် အဲ့ဒီနေရာကနှက်တွေရဲ့နားနေရာနတ်သမီးတွေရဲ့ကစားကွင်းမှာအဲ့ဒီတော်ထဲမှာနတ်သမီးတဦးရှိတယ်သူ့နာမည်ကအဲလီယာဖြစ်ပါတယ်တောရဲ့နတ်သမီးဖြစ်တဲ့အပြင်နှက်ဖြူလှလှတကောင်နဲ့အတူပြန်တန်းလေးရှိတာကြောင့်လူတွေကသူ့ကိုနှက်ဖြူနတ်သမီးလို့ခေါ်ကြတယ်ရွေဦးရာဒီတနေ့မှာရွာက မင်းမနေလှလာတူပါတောင်ကုန်းပေါ်ကိုတက်လာခဲ့တယ်။သူ့နာမည်ကိုလှလာလို့ခေါ်တယ်။သူဟာပန်းပင်တွေကိုချစ်တယ်။လှလာကရေကန်ဆက်အနားမှာနှက်လေးတကောင်နဲ့ကစားနေတော့တခြားတန်တတန်ကြားလိုက်တယ်။ပျော်ရွှင်တဲ့တချင်းတန်တစ်ခုဖြစ်တယ်။တောရဲ့အလယ်မှာနတ်သမီးအဲလီယာပြန်လာနေတယ်။သူ့နဲ့အတူနှက်ဖြူတကောင်လည်း တူတူပြန်တန်းနေတယ်။လာလာကအံ့ဩသွားပြီးအိုးတင်ကမျက်ဖြူနဲ့သမီးမလားလို့မေးလိုက်တယ်။အယ်လီယာကချိုးသာစွာပြုံးပြီးဟုတ်ပါတယ်။တင်ကတောနဲ့ရေကိုချစ်တဲ့လူလားလို့ပြန်မေးတယ်။ဟုတ်တယ်။ငါကတော်ရဲကတစ်ပင်လေးတွေနဲ့ရေကိုချစ်တယ်လို့လှလားကပြန်ပြောတယ်။ အဲ့ဒီနေ့ကစပြီးနတ်သမီးလေးနဲ့လှလာတို့ဟာမိတ်ဆွေဖြစ်သွားကြတယ်။အချိန်မှရာဒီဥဒုဆိုးရပြီးတောနာကမြစ်ကလည်းခြောက်တွေ့လာတယ်။ရွာမှာလည်းမူးမရွာတာကြောင့်စပားကွင်းတွေခြောက်တွေ့နေတယ်။လှလာကသူ့မိသားစုတွေအပြင်ရွာသူရွာသားတွေရဲ့အစားအစာအတွက်စိုးရိမ်နေတယ်။အဲလီယာနတ်သမီးကို ေါ်လိုက်တယ်။အလီယာမိုးမရွာတော့ငါတို့ရွာကလူတွေအခက်ခဲဖြစ်နေတာ။မိုးနဲ့သမီးကိုတောင်းပန်ပေးပါလားကွယ်။အလီယာကမျောလင်းချက်ရောင်ကြီးနဲ့ပြုံးပြီးတော့တောင်ထိပ်ပေါ်တက်သွားတယ်။အဲ့ဒီမှာသူငှက်ဖြူနဲ့အတူအချင်းတီဆိုပြီးကောင်းကင်ကိုမိုးရွာဖို့တောင်းပန်လိုက်တယ်။မိုးနဲ့သမီးက ူမရဲ့တခြင်းကိုကြားလိုက်တယ်။အယ်လီယာနဲ့လှလာတို့ရဲ့စစ်မှန်တဲ့စိတ်ကောင်းရှိမှုကြောင့်မိုးနဲ့သမီးကမိုးတိမ်တွေကိုစူဆောင်းပြီးမိုးအေးအေးလေးရွာချလိုက်တယ်။မိုးအေးအေးလေးရွာလာတဲ့အခါလှလာနဲ့သူ့မိသားစုတွေရွာသားတွေတော်တော်ကြီးပြုံးပျော်နေကြတယ်။အယ်လီယာနဲ့သမီးကလည်းနှက်ဖြူနဲ့အတူတောင်ပေါ်ကနေ ကြည်နေပြီးပြုံးနေတယ်။အဲ့ဒီနေ့ကစပြီးလှလှကတော်ရဲကအပင်လေးတွေနဲ့ရေကိုပိုပြီးဂယူးဆိုင်လာတယ်။သူ့ရဲ့စိတ်က တန့်စင်မှုကြောင့်တော်ရဲကနတ်သမီးတွေလည်းပိုပြီးပျော်ရွှင်ကြတယ်။နှက်ဖြူနတ်သမီးအယ်လီယာကလည်းတောကိုစောင့်နေဖို့နဲ့လူတွေအတွက်ပြုံးပျော်စေဖို့အငဲကတိပြုထားတယ်။ တောလေးတွေကမျက်တန်တိုင်းမှာသူ့တခြင်းအတန်နဲ့မိမငယ်လှလှရဲ့အတန်ကိုမျောလင်းချက်အဖြစ်အမြဲကြားနေရပါတယ်။တငယ်ချင်းလေးတို့ဒီပုံပြင်လေးကဘာသင်ငန်းစာရလိုက်ပါတလဲ။စိတ်ထားဖြူစင်ရမယ်။အပင်လေးတွေကိုချစ်တယ်လို့အပင်တွေလူတွေအတွက်အေးပါတဲ့။ရေကိုလည်းချစ်မြတ်လို့ရမယ်။ တယောက်အခက်ခဲကိုတယောက်ကကူညီရမယ်ဆိုတဲ့သင်ခန်းစာပေးခဲ့တယ်နော်ဒီပုံပြင်လေးကတင့်အကျိုက်ရှိတယ်ဆိုရင် like လုပ်ပေးဖို့နောက်ထပ်တဘာဝပုံပြင်လှလှတွေကြည့်ချင်ရင်တော့ဒီ channel ကို subscribe လုပ်ထားပေးပါနော်ကျေးဇူးတင်ပါတယ်ရှင်